ျွန်တော်ဆိုယောဂန်ကြီးအများကြီးပဲမင်းကကတာလဲမင်းနာလားစက်ကလားအနုပညာလားဆိုကျွန်တော်ပြောခဲ့ခဏခဏဘာလို့လဲဆိုတော့ကျွန်တော်ကတော့ကခဲ့တူပဲကျွန်တော်တို့ကအဘအုံမစရဲ့မျိုးဆက်ဖြစ်တဲ့မွန်ပြည်နယ်မင်းသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ခြေလို့တွေကတယ်ပလင်းတွေကတယ်အဲ့လိုပကံတွေလှည့်တဲ့ကျိုးတန်းတွေကတဲ့အချိန်မှာကျွန်တော်တို့ကမင်းသားနဲ့မတူတော့ဘူး။ဘာလို့လဲဆိုတော့စက်ကမင်းသားလို့တို့ဘာလို့ဖြစ်တာ။အမှန်တမ်းပြောမယ်ဆိုရင်မြမရင်ကျင်းမှုဆိုတာ အဲအကုန်လုံးခေါင်းကခြေလန်းနေအိန္ဒိယကလည်းမြန်မာယဉ်ကျေးမှုကလည်းတွဲပကလို့ရတာပဲနောက်တိုင်းယဉ်ကျေးမှုကလည်းမြန်မာယဉ်ကျေးမှုကလည်းတွဲကလို့ရတယ်ဒါကယဉ်ကျေးမှုနဲ့ဖလှယ်တာပေါ့နော်အဲ့တော့ထွင်ကတာကျွန်တော်တို့ကအဲ့လားကျွန်တော်တို့ကျွန်တော်တို့ယဉ်ကျေးမှုလို့ပဲထင်တာပေါ့နော်အဲ့တော့သူများတွေကတော့ပြောကြတာပေါ့ဒါကပဲကျွန်တော်တို့ဝင်ပြီးပါဦးဗျာနာမည်ကြီးစုံလို့ထိုးပေါက်တယ်တော့မဟုတ်ပါဘူးကျွန်တော်ဘဝမှာဒါတကူတက်တဲ့အမှုပညာကိုချပြခြင်းတာအဲ့ချပြတဲ့အချိန်မှာအပိဒကအတိမပြုတ်သွားရင်ကျင်းတတ်ပါမယ် ဟုတ်ကဲ့ဟာပူကြီးကတကယ်ဒီလိုလုပ်သွားတယ်တကယ်ကိုနှစ်ဖက်ကကျွေးချင်မကြောက်ကြိုးစားသွားတယ်လို့ပြောပြီးရင်ကျွန်တော်တွေ့တာ အောင်နိုင်ရေးတစ်ခုပဲခင်ဗျာစန်တီတီတွင်လာပါခင်ဗျာတကယ်ရင်ကျင်းမှုကြောက်လို့မဟုတ်ပါဘူးเนาะအဲ့တော့ကျွန်တော်တို့ကလည်းကိုတက်တဲ့ကိုအမှုပညာလေးနဲ့ကိုကဖြော်ပြရတဲ့အတွက်ကျွန်တော်ပီးသီးဖြစ်တယ်အဲ့ဒါဆိုတော့အောက်ပိသက်ကအမြင်လေးစမ်းသွားတော့ဟာဟုတ်တယ်ကောင်းလိုက်လားတမျိုးလေးစမ်းလိုက်တာတမျိုးကြည့်ကောင်းလိုက်တာအဲ့လိုလေးပြောလိုက်တော့ရင်နဲ့အေးသွားတယ် စိတ်ရွှေရနာဝယ်ယူမယ်ဆိုရင်မြမရနာလောကမှာစိတ်အရေးအသွေးအကောင်းဆုံးနဲ့အမခံချက်အပြည့်အစုံရှိတဲ့ brand စင်ညာကြီးဖြစ်တဲ့စိတ်နဲ့တော့ပါပဲဝယ်ယူဖို့တစ်ဖက်ခေါ်ပြရစီရှင်စိတ်ဆိုရင်ဒီနေ့မှာ ီနေ့ပွဲကတော့အထူးစီစဉ်နေတဲ့ကျွန်တော်တို့ကအော်တပင်ရုပ်ရှင်ဂီတာပါเนาะကျွန်တော်တို့သုံးမျိုးပေါင်းဆက်ပြီးတော့ကျွန်တော်တို့မင်းသားလေးနဲ့အခုပြည့်ပြည့်ရွှေရွှေနဲ့ကပြပြပြမဲ့ပွဲတော်ကြီးဖြစ်ပါတယ်အာသူပြောစင်တာတော့ကျွန်တော်တို့ကအဲဆိုရှိုင်းတက်ဖို့ပေါ့เนาะကျွန်တော်တို့လေအခုကျွန်တော်မောင်ဖူးချစ်ပေါ့ကျွန်တော်ကသူ့ကိုအကလေးနဲ့တင်ပြတယ်နောက်ပြီးတော့လည်းသူကညီကိုလိုဖြစ်နေတယ်တောက်လျှောက်ရိုက်ကူးရင်းမှာလည်းသူ့ကိုဖြောပြင်းမှုကိုကျွန်တော်တင်ပြတယ်နောက်ပြီးတော့လည်းသူကလည်းကျွန်တော်လည်းတအားခင်နေချစ်တယ် ။အောင်တွေသွေးပြီးတော့ဒီပွဲမှာကျွန်တော်ကျွန်တော်အခုဖြစ်တဲ့ကိုဇန်ဟင်းလို့ရောနောက်တကဆမ်းမင်းအောင်လို့ဘုံလို့အခုလို့ပေါက်ဆက်ပြီးတော့ဒီမှာနှစ်ပါးသွားမှာဘယ်လိုတွေကပြမယ်ဆိုတော့ပိတ်သက်များကိုအမြင်ဆန်းအောင်လို့ကျွန်တော်ကပြမယ်။နောက်ပြီးတော့ကျွန်တော်ကလည်းဒီမှာကျွန်တော်အဘအုံမစရဲ့မြည်ဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာအကအစမ်းလေးတွေရကမှုရှိပါတယ်။ဟဲ့ဟုတ်ကဲ့ပါပြောအဲကြောင့်မို့လဲအဲလိုင်းပေါ်မှာဆုရှုမင်းနေရာလည်းရှိပါတယ်ကျွန်တော်ပကံကတွေနဲ့ကနေတဲ့မင်းသားတယောက်ဘာလို့ကမလဲဘယ်လိုတွေတင်ဆက်မလို့မင်းကြာကျွန်တော်က ဒီကမှာဒီမှာကျွန်တော်နမူနာအနေနဲ့ကပြမှုရှိပါတယ်ဟုတ်ပါတယ်တပင်ကျွန်တော်တို့အခုဆိုရင်အနုပညာသမားတွေတော်တော်လေးပွဲပြောင်းမှုတော်ရှိတယ်ဘာဖြစ်လို့ဆိုတော့ဆိုဒီအခုလိုဖြစ်ပြနေတဲ့မူတည်ပြီးတော့လူတွေကလည်းเนาะတောင်းတနေရလေးပြောင်းသွားလဲနောက်ပြီးတော့လည်းငွေကြေးပေါ်မှာခက်ခဲတွေဖြစ်ပြီးတော့အနုပညာမလုပ်တာတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်မို့လဲဟိုကျွန်တော်ကြတော့လည်းဘာဖြစ်လို့ဆိုတော့အနုပညာယူသလုံးအားကြီးလို့ဒီဒီလမ်းကိုရှောက်မယ်လို့ဆုံးဖြတ်ထားတဲ့အတွက်ယူမှတ်ခံပြီးတော့လည်းအခုချိန်ဒီကိုရှောက်နေတာအမှန်ပဲပါ ရှိတော့ဗောဟိုတော့ဖူးချစ်ဆိုတော့ကျွန်တော်2000နဲ့ကျွန်တော်ဟာဗောနော်15 16လောကကျွန်တော်ဇက်ထောင်ခဲ့တော့ဆိုရင်ရန်ကုန်မှာဆိုရင်အဲ့လိုပဲအဲပိဋကတ်တွေကနေတနေ့တချို့ကိုလိုက်ခဲ့တယ်အားပေးတယ်မန္တလေးဆိုမန္တလေးဗောမုံရဆိုမုံရအဝေးတွေဒီလိုက်အားပေးတယ်ကျွန်တော်အောက်မြန်မာပြည်ကရင်အောက်မြန်မာပြည်စီလိုက်အားပေးတာအခုဆိုကျွန်တော်ရန်ကုန်မှာရက်တည်တာဆိုတော့အခုဆို3နှစ်ပဲရှိသေးတယ်ပြန်ပြီးတော့နော်ပြန်ရောက်လာတာပါ အဲကြောင့်မို့ပြန်ရည်တည်တဲ့အချိန်မှာလည်းကျွန်တော်ထုတ်ပြန်ပြီးကြတဲ့ကျွန်တော်စိတ်မဟာမိသားစုပေါ့နော်စိတ်မဟာမိသားစုမဗဒံမြားကိခိုင်လို့နော်အမီနီနီလို့ကိုဂျီသီလို့ပေါ့နော်အဲကြောင့်မလည်းအကုန်လုံးကကျွန်တော်ပတ်မိုးပြီးတော့ကိုဇိုင်းတို့ကစတင်ကြမှုနဲ့ကျွန်တော်ပြန်ရောက်ရှိသွားတာပါအခုပြောလေဗျကျွန်တော်တို့အခုရွှေရှင်တပင်ဂီတဆိုပြီးပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့ဖြောပြမဲ့အကလေးကအမြင်ဆမ်းမဲ့အကပါလေဗျကျွန်တော်ခလိုကစိတ်မဟာမှာနာမည်ကြီးခဲ့တဲ့ပရိခေယပေါ့နော်ကျွန်တော်တို့အဲကလားကလေးအဲလာလေးတို့ကျွန်တော်မင်းသားတွေကိုပေါင်းပြီးတော့ အဲဇော်သားတက်ကိုကျွန်တော်ဥစားပေးပြီးတော့ဗောနော်ကျွန်တော်တင်ပေးထားတယ်အဲ့ကလေးတို့ကျွန်တော်ဖြောပြင်းဖို့ရှိတယ်ဗျအမလေးမပြောနဲ့ तू ကတော့ဘာဖြစ်လို့ဆိုပျော်လိုက်တာလားမပြောနဲ့ तू ကလည်းပူးဗတ်ဘာလို့အမှုပညာကို YouTube တယ် तू လည်းပါတယ်အဲ့တော့အခုလို့ကျွန်တော်ကမယ်ကျွန်တော်မင်းရဲ့ရောက်ကမယ်ကျွန်တော်ကြိုးစားမယ်အဲ့လိုပြင်ကိုနှစ်ပါးသောပါ तू ဝင်ကမှာအဲနှစ်ပါးသောပါကိုကမယ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းတိုင်းရင်လေးတဲ့ तू ကြိုးစားတယ် तू ကလည်းကြိုးစားတယ်ဗျအခုချိန်ထိကို तू အခုကကြင်နေတော့အကကြင်နေတော့အခုဒါဟုတ်လားအခုဒီလိုကရင်မှန်းလားလှတယ်လား သူကလာဘလူကကကိုလှနေတဲ့အတွက်လှတယ်လို့ပဲပြောနေရတယ်။ဟောဘလူပြောမယ်ဆိုတော့သူ့တင်မိတာကျွန်တော်တယောက်လည်းမဟုတ်ကိုဇိုင်းကြီးကစပါတယ်။အကုန်လုံးကဝိုင်းပန့်ပို့တာပေါ့နော်။ကျွန်တော်ကလည်းပန့်ပို့တယ်ကိုဇိုင်းကြီးကလည်းပန့်ပို့တယ်တော့ကိုစမ်းမင်းအောင်လို့အကုန်လုံးကဝိုင်းပန့်ပို့ကြတော့သူကလည်းဖြေစူးစားတာသူများတွေနားပြီမဲ့သူမနားဘူး။သူစူးစားနေတာအဲ့ဒါလေးကိုကျွန်တော်ပြီးသီးဖြစ်တယ်။အနုပညာဆိုတာယူတော့မှအောင်မြင်တာလေ။သူကလည်းရုပ်ရှင်မှလည်းစူးစားတယ်လို့အခုတပင်မှလည်းလာစူးစားတာ။အဲ့ဒါလေးကိုကျွန်တော်လည်းလန်လန်ကြိုးစို့တယ်။ လူအချင်းပြောင်းလုံးလိုက်ရဆိုတော့အစ်စ်စန်းတော့ပုံစံလေးထွက်လာမှာပါဘာလို့လဲဆိုတော့ဟိုတော့ဆိုအဲ့နေရာကိုကိုကျော်ကျော်ဘိုးလို့ကခဲ့ဘူးလားဟိုအခုဟာကအဲအခုခေတ်မင်းသားပေါ့နော်ဆိုဆိုက်တီကသူကကပြမယ်ဆိုတော့သူ့ဟာအင်းနဲ့သူ့ဟန်လေးနဲ့တော့သူ့လှတယ်ဗျကျွန်တော်မနေ့ကတော့ကျင့်လိုက်တဲ့အချိန်မှာသူကလာဒီရချစ်စရာလည်းကောင်းတယ်ကျွန်တော်တို့အနောက်ဝိုက်ပတ်ပူကြတယ်မင်းသားတွေအခုတော့အနောက်ဝိုက်ပတ်ပူဝိုင်းကြကြတယ်အဲ့အချိန်မှာသူကလာဒီကသူ့မူလေးနဲ့သူအေးသနာပုံနဲ့နှစ်ယောက်ပေါင်းပြီးတော့ကမှာအဲ့အဲ့ဒါကြောင့် အဲပိတ်သက်တွေအခုကြည့်ရမယ်လိုက်ပေါ်မှာလည်းကြည့်ရတော့တီဗီမှာလည်းကြည့်ရမှာအစမ်းလေးတွေမြင်ရမှာပါမြင်စမ်းပေါ့ဆိုတိုင်းတော့ဒါအိန္ဒိယကတော့ဘယ်လောက်လောက်လိုက်နိုင်လဲဟာတော်တော်ကျိုးစားလေခုနအထီကိုကကျင့်နေတော့ကလာကောက်နီးလင်နားလို့ဆိုတော့ရတယ်ကိုချိုးရလဲထိုးရနမိတ်ကလည်းလူထတာအဲ့လောက်ဆိုရောက်ကနေတာအဲ့လားဒီကိုကျွန်တော်ကလေးစားရတယ်ဘာလို့ဆိုတော့ကျွန်တော်လည်းသူ့ရွယ်တော့ဆိုတော်တော်ကျိုးစားခဲ့တာဒါပေမဲ့အဲဘယ်လိုကျိုးစားမှုကလည်းရောက်နေတော့ရောက်ခဲ့တာပေါ့နော်ဒါပေမဲ့အခုအချိန်မှာပြန်ပြီးတော့ဒုတိယတစ်ခေါက်ကျွန်တော်လည်းပြန်ကျိုးစားနေတာသူ့လိုပဲဟုတ်ကဲ့ အကောက်တစ်ခုတီထွန်တဲ့နေရာမှာစနစ်တကြမှုရဲ့အဲနောက်ကောင်းကားခြေလက်တော့ကျွန်တော်တို့အနုပညာမှာဆိုကောင်းကားခြေလက်ဒုတိယရေပေါ့မျက်နှာအဆဟန်ပန်မူရာအဆုံးပေါ့နော်အဲ့ဒါတွေကိုအဲလေ့ကျင့်တဲ့နေရာမှာအရေးကြီးဆုံးပဲဗျတခုခုမာရင်မှုရှိွားရင်ထောက်ပြမဲ့လူတွေကများတယ်ဗျအဲကြောင့်မို့ကိုယ်တည်းသတိထားပြီးတော့လုပ်နေတာပဲဗျဒါပေမဲ့မာရင်မှုဆိုတာလူတိုင်းမကင်းပါဘူးဗျဟုတ်တယ်အများကြီးပဲကျွန်တော်ဆိုရင်ပြောခံတည်တယ်အများကြီးပဲ မင်းကကတာလဲမင်းနာလားစက်ကလားအမှုပညာလားဆိုကျွန်တော်ပြောခဲ့ခဏခဏဘာလို့လဲဆိုတော့ကျွန်တော်ကကခဲ့လို့ပဲကျွန်တော်တို့ကအဘအုံမစရဲ့မျိုးဆက်ဖြစ်တဲ့မွန်ပြည်နယ်မင်းသားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ခြေလို့တွေကတယ်ပလင်းတွေကတယ်အဲ့လိုပကံတွေလှည့်တဲ့ကျိုးတန်းတွေကတဲ့အချိန်မှာကျွန်တော်တို့ကမင်းသားနဲ့မတူတော့ဘူး။ဘာလို့လဲဆိုတော့စက်ကမင်းသားလို့တို့ဘာလို့ဖြစ်လဲ။အမှန်တမ်းပြောမယ်ဆိုရင်မြမရင်ကျင်းမှုဆိုတာ အဲအကုန်လုံးခေါင်းကခြေလန်းနေအိန္ဒိယကလည်းမြန်မာယဉ်ကျေးမှုကလည်းတွဲပကလို့ရတာပဲနောက်တိုင်းယဉ်ကျေးမှုကလည်းမြန်မာယဉ်ကျေးမှုကလည်းတွဲကလို့ရတယ်ဒါကယဉ်ကျေးမှုနဲ့ဖလှယ်တာပေါ့နော်အဲ့တော့ထွင်ကတာကျွန်တော်တို့ကအဲ့လားကျွန်တော်တို့ကျွန်တော်တို့ယဉ်ကျေးမှုလို့ပဲထင်တာပေါ့နော်အဲ့တော့သူများတွေကတော့ပြောကြတာပေါ့ဒါကိုပဲကျွန်တော်တို့ဝင်ပြီးပါဘူးဗျာဟုတ်ကဲ့စံတတိထွင်လာပါခင်ဗျာတကယ်ယဉ်ကျေးမှုကြတော့မဟုတ်ပါဘူးနော်အဲ့တော့ကျွန်တော်တို့ကလည်းကိုတက်တဲ့ကိုအမှုပညာလေးနဲ့ကိုကဖြောပြရတဲ့အတွက်ကျွန်တော်ပီးသီးဖြစ်တယ်အဲ့ဒါဆိုတော့အောက်ကပိဋကတ်က အမြင်လေးစမ်းသွားလားဟာဟုတ်တယ်ကောင်းလိုက်လားတမျိုးလေးစမ်းလိုက်တာတမျိုးကြည့်ကောင်းလိုက်တာအဲ့လိုလိုပြောလိုက်တော့ရင်းနဲ့အေးသွားတယ်ခင်ဗျာဟုတ်တယ်ဟုတ်တယ်ကျွန်တော်ဘောမှာကျွန်တော်ပကံလေးကိုလှည့်တာလေးလက်လက်ဒီနဲ့ကစားတာလေးမြီးကြီးကစားတာလေးအဲ့ဒါဟုတ်ကဲ့ဟောမြီးပြင်းမှာတော့စကားကျွန်တော်ဟိုတလုံးတော့ဆိုရင်ပလိုက်တာလို့တော့ဆိုရင်လမ်းပေးမာတီကိုကျွန်တော်ကိုယ်တိုင်ကပြဖြုတ်ပေးခဲ့တယ်ဘူးကြီးဆိုပြီးတော့မရှက်မကြောက်နဲ့လေအဲ့တော့ကလည်းလူတွေကအဲ့လိုပဲကျွန်တော်အင်တာဗျူးလို့လာပြောတော့ ကျွန်တော်ဘာလို့လဲဆိုတော့ writer လုပ်တဲ့အတွက်ကျွန်တော်မရှိမကြောက်နဲ့လုပ်ရတယ်၊ခိုင်ရတယ်။စင်ပေါ်မှာကြောက်လို့လည်းကတာပဲ။အောက်မှာဆိုလည်းကတာပဲ။ဘာလို့လဲဆိုတော့အမှုပညာမှာ YouTube ချင်းဟာအောင်းနိုင်ချင်းပဲလေ။နောက်ပြီးတော့ကျွန်တော်အောင်မြင်ချင်လို့လည်းမဟုတ်ဘူး။ဘာလို့လဲကျွန်တော်တက်တဲ့အမှုပညာကိုပိတ်သက်ကိုချပြလိုက်ရင်အာပိတ်သက်ကခံစားမှုတစ်ခုရသွားတယ်ဆိုကျင်းတယ်ဗျာ။အာတော်တော်နင်းတာဆိုတာဒီလိုပါ။ဆိုကြတော့ချီးမွမ်းတာလည်းများပါတယ်။ကြိုက်ရတာလည်းအချို့တော့ဝက်ပါပါတယ်။ ဘာဖြစ်ဆိုတော့အမြင်ထဲမှာသူတို့အမြင်ထဲမှာမြမရည်ကြုံမှာမြမလိုပဲကတာပဲတွေ့ဘူးတာလေဒီလိုလေးဒီကလိုက်တော့ဟုတ်ပါမလားဒါဖြစ်နိုင်ပါမလားအဒါမလုတ်တင်ဘူးပေါ့လားမြမရည်ကြုံမှုဖြတ်စီတာဆိုတော့ပါလေမဟုတ်ပါဘူးကျွန်တော်တို့လည်းကျွန်တော်တို့တက်တဲ့အမှုပညာလေးနဲ့ဖလှယ်ပြီးတော့လုတ်ပြကပြတာပါအဲအဲ့လာယူအစိုးရကြတော့အဲ့လိုလေးပြောလာကြတော့ကျွန်တော်စိတ်တော့မကောင်းဘူးဒါပေမဲ့ဝင်မယူပါဘူးခင်ဗျာဘယ်လိုပဲဆိုတော့အောက်ကပရိသတ်ကတယ်အဖေကလက်နဲ့ကတခါကျွန်တော်တပင်စသားမှာကပူတယ်ကျွန်တော်တပင်စသားပြန်ခဲ့တယ်လေအဲ့တော့ကတော့ကလည်းအဲ့လိုပဲ အောက်မှာရေးထားကြလားအများကြီးပဲ။ဘာဖြစ်လို့ကျွန်တော်ကအပေါ်ကပကံဒီလှည့်ပြီးအောက်က dance ကနေလာ။ dance ဆက်ကလာဆိုတော့တောင်းမေးကြတယ်။နောက်ပြီးတော့လေမြန်မာယဉ်ကျေးမှုအပေါ်ကမြန်မာလိုကပြီးတော့အောက်ကကျွန်တော် dance ကတော့လည်းတခါပြောပြန်အောင်ပြောလို့ရတယ်။ဘာမှမဖြစ်ဘူး။အရေးကြီးတာကကိုလှုပ်တဲ့လှုပ်ဆောင်ချက်မှာသူများတွေကအာဒါလေးအမြင်ဆန်းသွားတယ်။အာတပုတ်တဘောကြလည်းအပြင်းမခံနဲ့ဆိုပြီးပြောရတာကိုယဉ်တယ်မှာအေးတယ်ဗျ။အဲ့ဒါလေးကျင်တဲ့နာမည်ကြီးစုံလို့ထိုးပေါက်တယ်တော့မဟုတ်ပါဘူးကျွန်တော်ဘောကမှဒါကိုတက်တဲ့အမှုပညာကိုချပြချင်တာပါအဲချပြတဲ့အချိန်မှာ အပိဒကအတိမပြုတ်သွားရင်ကျင်းတတ်ပါမယ်။ဟုတ်ကဲ့။ဟာဘူးချစ်ကတကယ်ဒီလိုလုပ်ရတယ်တကယ်ကိုနှစ်ဖုတ်ကကျွေးချင်မကြောက်ကြိုးစားသွားတယ်လို့ပြောပြီးရင်ကျွန်တော်တွေ့တာအောင်နိုင်ရင်တခုပဲဗျာ။ဟုတ်ကဲ့ဒီနေ့ကအခါကြီးအရက်ကြီးမှာကျွန်တော်တို့ပြောပြင်မှုကအတိုင်းတဲ့လုံပိဒက်ရင်နဲ့ရောက်မယ်လို့ထင်ပါတယ်ဗျာ။ကျွန်တော်တို့ကဒပင်ရုပ်ရှင်ဂီတကဘလူတွေပေါင်းစပ်ပြီးဘလူတွေဖြောပြည်တဲ့ဆိုတာပိဒက်များနောက်ငင်းဝအဖြစ်တွေမြင်ရမှာပါ။နောက်ပြီးတော့ကျွန်တော်တို့ကလူငယ်လေးတွေအခုဖွဲ့စည်းထားပြီးတော့စူးစမ်းရတဲ့ဟာကကျွန်တော်တို့မတ်ပရမီယာလို့အကုန်လုံးဦးစီးထားတာပေါ့နော်။ တကယ်ကိုပင်ပန်းကြီးစွာနဲ့ကျွန်တော်တို့တွေပွဲမဖြစ်ခင်တည်းကကျွန်တော်တို့ပြင်ဆင်နေတာမနေ့ကဆိုလည်းကျွန်တော်တို့90လာလို့ယူနေကျွန်တော်တို့တွေအခုလို့ပဲစုစည်းနဲ့ညဆိုရင်12နိုင်လောက်မှပြင်သွားကြတယ်အဲ့လောက်ဒီလုပ်ပြီးစူးစမ်းနေတာအဲ့ဒါကြောင့်မို့အားပေးပါဦးလို့ပြောချင်နေတဲ့ဒီကိုချိုပါတယ်ခင်ဗျာကျေးဇူးတင်ပါဟုတ်ကဲ့ပါ